အာရှဖလားခြေစစ်ပွဲအကျိုးအင်ဒိုနီးရှားအသင်းနဲ့ခြေစမ်းပွဲရှေ့ပြိုင်ကစားမယ်မြန်မာလက်ရွေးစင်အသင်းရဲ့အပိတက်ကစားသမား22ဦးစီရင်ကိုဒီကနေ့မက်ရှလ18ရက်နေ့ကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီလူစီရင်မှာဂိုးသမားတွေအဖြစ်ဝါရင်ဂိုးသမားတီဟာစီသူဖုံးသစ္စာမင်းရန်အောင်လင်းနဲ့နောက်တန်းမှာတော့တိန်တန်းဝင်ဟိန်းဒီဟာဇော်ဝင်းမင်းထွတ်ဖြိုးကိုကိုသိန်းဒေးဗစ်ထန်မျိုးကိုထွန်းနဲ့ကစားသမားတစ်ထလန်ဟုထံတို့ပါဝင်လာပါတယ်အလားတူအလဲတန်းမှာတော့ တင်ဝင်းအောင်စီသူအောင်တက်နိုင်ဇင်ဖြိုးအောင်ရန်နိုင်ဦးမမောက်လွင် အောင်တူနဲ့အသင်းကောင်းဆောင်ရန်အောင်ကျော်တို့ပါဝင်လာတာဖြစ်ပါတယ်တိုက်စစ်ပိုင်းမှာတော့ဥရောပခြေစမ်းခရီးစဉ်မှာပြန်လည်ဆေလွချင်းခံခဲ့ရတဲ့တိုက်စစ်မှုကြော်ကိုကိုဆော်လမန်နဲ့တန်းပိုင်တို့ပါဝင်လာတာဖြစ်ပါတယ် မြန်မာလက်ရွေးစင်အသင်းနဲ့အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့ဟာလာမယ့် match လ22ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ရှိပါကန်ဆရီအားကစားကွင်းမှာဒေတာစံတော်ချိန်ညနေ4:00နာရီမြန်မာစံတော်ချိန်နေ့လယ်2:00နာရီခွဲမှာရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ယခုခြေစမ်းပွဲဟာမြန်မာလက်ရွေးစင်အသင်းအတွက်အာဆီယံဆူဇကီဖလားပြိုင်ပွဲအပြီးပထမဆုံးရှင်ပြိုင်မဲ့နိုင်ငံတကာပွဲဖြစ်ပြီးမြန်မာလက်ရွေးစင်အသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ဟာနောက်ဆုံးအကြိမ်ခြေစမ်းပွဲအဖြစ်ဆူဇကီဖလားပြိုင်ပွဲမတိုင်မီရှင်ပြိုင်ကစားခဲ့ပြီးဂိုးမရှိသေးရလက်ရရှိထားတာဖြစ်ပါတယ်။